သတိပေးကြလေးနားထောင်ကြပါနော်ကိုကိုကိုသတိပေးရသူများသတိပေးထားတဲ့ကိုကိုကိုသတိပေးဖို့ကဘုံမူပိဒကလာရေးကြည့်တယ်ဆိုတာအောင်မရနော်လူမန်းနေမျိုးရမနေကြထိုင်ကြတဲ့ဓမ္မတွေရောဘုန်းကြီးတွေရောအားလုံးပေါ့လေအိပ်ပျော်နေတုန်းကရေးရလာမယ်ဆိုလို့ရှိရင်ဒကာဓမ္မတို့အိပ်ပျော်နေတုန်းအရှိတောင်ကြီးကတောင်ကြီးကျော်ပိဒကလာရေးရလာပိဒကလာ ဘုန်းကြီးတို့နဲ့ကိုယ်ရဃာဓမ္မတွေကိုမျောချသွားမယ်ဆိုရင်အေယဝရီမရောက်ကြပါဘူး။တောင်းတော့ကြောလာတဲ့ရေတော့ဒီမျိုးတော့တော့သွားမှုပေါ့။အဲ့ဒီကဲတော့သွားမှုသွားတဲ့ခါကျတော့ကို့မှာဖောင်းလေးလေးတက်တွေကမရှိတဲ့ခါကျတော့ဗယံမရာမျောရဘူး။ဗယံမရာမျောရလိမ့်မယ်ဆိုတာသဘောကျကြ။ဒီတိုင်းပဲတဲ့ဃာဓမ္မတို့ ပေးရမယ်မရဏဆိုတဲ့ရေကြီးကလာနေပြီလို့အောက်မေ့ကြပါနော်ပေးမယ့်ရေကြီးကဘာလဲလာနေကြပြီဓမ္မတွေဘယ်သူမှမလွတ်ဘူးဆိုတာကသဘောကျပေးအလုံးတိုက်ချမယ့်ရေကြီးကမလာသေးဘူးလာနေပြီဆိုတော့ခမောင်တို့သဘောကျဘူးလားမောင်ကိုတို့ကောင်းပြီဒီလေးကိုသဘောကျတဲ့အခါရေလာတာဒီကားလို့ရှင်ရေကတော့လာမြဲတိုင်းလာမှာပဲ ကိုကအိပ်ပျော်မနေလို့ဖောင်းနေလေတွေသမောတွေလောက်ကင်ထားကြမယ်အိအိယာမလည်းနိုးနေကြမယ်ဆိုဒီဟာပါရေးစိတ်เสียရှိသလဲလို့မဆိုရဘူးဟာကိုကလည်းအိပ်ပျော်နေမှာရေကလည်းလာမယ်ဖောင်းနေလေတွေသမောတွေကလည်းမတည်မီဘူးဆိုလို့ချင်းဗယံပရာမျောရနိုင်မယ်ဆိုတဲ့ဥစ္စာမသေးကြကြဘူးလေအဲ့ဒါစဉ်းစားပြီးကလာငါတို့ဘာဖြစ်နေတော့မေးတော့မရဏဆိုတဲ့ကြီးက ်တရားဓမ္မတို့အသီးသီးလာနေပြီလို့မှတ်ပါတရားမကိစ္စကြီးကအသီးသီးလာနေပြီဆိုတာသဘောကျငါးဆယ်ကြီးတဲ့ပုဂ္ဂိုလ်ကလည်း85နှစ်တန်းထားပါတော့အင်းရေတော်တော်နစ်နေပြီဆိုရင်လည်းလွယ်ပါ30ရှိတဲ့ပုဂ္ဂိုလ်လည်း30တော့နစ်နေဖရင်လည်းတော့ကောင်းလည်းတော့ခါတော့ရောက်နေဖလို့ဆိုရင်လည်းရှင်ကလွယ်ပါ ဒါဖြင့်ဒကာဓမ္မတွေရေလွတ်တဲ့ပုဂ္ဂိုလ်ဒီတဲ့မရဏရေလွတ်တဲ့ပုဂ္ဂိုလ်များပါပါရလားလို့မေးရင်မင်းပြောပါပါပါအကုန်ဒီရေကြီးဒီဒကာဓမ္မတို့ရှိကဒကာဓမ္မတွေဘိုးဘွားတွေလည်းမရဏရေထဲမှာမျောပြီးဒီကလာသွားကုန်ကြပြီဆိုတာညင်းဖို့လိုသေးလားမလိုပါဘူးအခုဒကာဓမ္မတွေလည်းဘာသာလုံးနေကြတုံးလို့မေးလိုက်ခြင်းဖြင့်ရေတော့လာနေပြာတပည့်ရမဖောင်နေတဲ့တည်းလေတွေမရှိသေးဘူးဆိုလို့ရှိရင်လည်းဆရာဘုန်းကြီးကတိုက်တွန်းလိုက် တကယ်ဓမ္မတော့လောဘဒေါသမောဟဤဟူသောအိပ်ပျော်ခြင်းနဲ့အိပ်မနေကြပါနဲ့မဂ္ဂင်ဖောင်တို့ဥပဒနာဖောင်တို့လုံးနှင်ပါငါလုံးရောဖောင်တို့ရှစ်လုံးရောဖောင်တို့လုံးနှင်ပါငါလုံးရောဖောင်လဲတကယ်ဓမ္မတို့ဆံပေါင်းပဲလို့ပါရနော်ရှစ်လုံးဆိုတဲ့မဂ္ဂင်7ပါးပြည့်တဲ့ဆိုမဂ္ဂင်7ပါးဖောင်ကြီးရလဲထို့အတူပဲတကယ်ဓမ္မတို့ဆံတဲ့ဖောင်ကြီးပဲနိဗ္ဗာန်ပဲသွားတဲ့ဖောင်ကြီးပဲဆိုရင်လွဲပါ ဲ့ဒါတွေသိထားတော့မှဘုန်းကြီးတရားဓမ္မတွေအော်ငါလုံးတွေဖောင်ရှိရင်လည်းကြော်သေးရဟာရှင်းလုံးတွေဖောင်ရှိလို့ရှိရင်လည်းဘုံဘုံကောင်းတာဆိုပြီးကြတာယခုချိန်မှာဖောင်တွဲဖို့ဖောင်ရှင်ဖို့အချိန်မရောက်ကြသေးဘူးလားရောက်ပါပါဘယ်နဲ့ကြောင့်ရောက်ပါလိမ့်မယ်ဆိုတော့ရေလာတာသေချာနေလို့ဆုံးဖြတ်ချက်ချက်ဆောင်ပါသေးချာနေပါလား မရဏကပြိပရိနေတဲ့စိတ်ကဆိုပြီးတနေ့တစ်ခါမရဏရေထဲမှာနင့်နေနင့်နေလာတဲ့အသက်တိုင်းနင့်နေတယ်လို့သုံးပြချက်ချသံပါသဘောပါအဲ့တော့ရေစာကဓမ္မတွေကအာရေတော့လာနေပြီသေမာတော့သိရဲ့အိပ်ပျော်နေတယ်ဆိုတော့လောဘအလုံးလုံးနေတာအိပ်ပျော်တာဖန်ချမ်းဒေါသအလုံးတွေလုံးနေတာရော မောဟလုတ်တည်လို့နေတာအဲ့ဒီအိပ်ပျော်ခြင်းတင်နေအိပ်ပျော်နေလို့ရှိရင်ဖြင့်မက္ကံဖောင်ကိုယ်ပိုင်ရှိရလားမရှိပါဘူး၅လုံးဖောင်ကိုယ်ပိုင်ရှိရလားမရှိပါဘူး၆လုံးဖောင်ကိုယ်ပိုင်ရှိပါဘူးကိုယ်ပိုင်မရှိလို့ရှိရင်မြေကလည်းလားအသီးကလည်းသန်းဆိုတော့ဘုကမောင်တို့ပေါင်းကိုယ်တို့ဗယံမရမျောကြလိမ့်မယ်ဆိုတာမသိကြဘူးလားဗယံမရမျောလို့ရှိရင်၅လုံးကံဤစာဖြစ်တယ်လို့ အပင်လေးပါးတွေအစာဖြစ်ရတော့မယ်ဆိုတာလဲကျွတ်တို့ကျွတ်မသေးကြလားအဲ့ဒါတွေကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်စဉ်းစားပြီးဒီကလာဘုန်းကြီးတို့ဒကာဓမ္မတွေဟာငါးလုံးဖောင်တော့ဖြင့်ဝိပဿနာမဲ့တည်မှုသောငါးလုံးဖောင်မှုဖြင့်ဆင်မှားဟာဒီတဲ့အထက်တဲ့ပြီးဒီကလာဒကာဓမ္မညာဆိုက်အောင်ဆိုတော့မဲ့ခင်ရှင်းပါဆိုတဲ့ရှင်းလုံးဖောင်ကြီးကိုလည်းမရရအောင်လုပ်မှဆိုလို့ရှိရင်ဖြင့်ဒီဖောင်နှစ်ခုက မြုပ်တဲ့ဖောင်မျောတဲ့ဖောင်မဟုတ်ဘူးဆန်တဲ့ဖောင်တို့သေသေးချာချာဖတ်ကြပါဒါဖြင့်ဒကာရမတို့အာကိုရာရှိဖောင်ပဲတစ်ခုပြပါလိမ့်ဝိပဿနာမဲ့ဖောင်တစ်မျိုးလောကုတ္တရာမဲ့ဖောင်တစ်မျိုးလို့ဘယ်နှမျိုးများပြဒါဖြင့်ဒကာရမတို့ဒီဖောင်မရှိလို့ရှိရင်ဖြင့်ခင်ဗျားတို့အမတန်ကိုကျိုးနေပြီဗျာမရာမျိုးပြီးငါးလိမ့်ငါးလိမ့်စားဖြစ်ရသလို့ အပယ်လေးပါးရေသာဖြစ်ရမယ်ဆိုတဲ့ဥစ္စာညင်းဆန်နေဖို့လိုကြသေးလားအဲ့ဒါကြောင့်ဆရာဘုန်းကြီးကအာရမဂါရမတွေကိုသနာသဖြင့်တရားဓမ္မတို့ကိုယ်ဖောင်းင်းနဲ့ကိုယ်ပိုင်ရှိကြဗလားမေးရကိုယ်ဖောင်းင်းကိုယ်ပိုင်ရှိကြဗလားလို့မေးတယ်ရေလာတာကတော့သေချာနေဘူးလားသေချာပါဗျာမရဏရေတွေကဘယ်သူလွတ်မယ်ထင်ကြလားအခုတရားတစ်ပွဲလုံးအကုန်တိုက်ချပြီးသေမဲ့ပုဂ္ဂိုလ်ကြီးပဲဆိုရင်တော့လွယ်ပါမလားလွယ်ပါ ကောင်းပြီဥစ္စာဖောင်မရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေတဲ့ဓမ္မတော့ကိုကျွန်းနေရတော့မယ်မနေကြပါဘူးအဲ့ဒါတွေဆိုရင်တဲ့အတွက်ဓဂဓမ္မတွေကအိတ်ချင်းအိတ်အိတ်ပြီးတကလာနေညာတော့လေဥက္ကမောင်တို့ဘောင်ကိုတို့ဘုန်းကြီးတွေမနှိုးလိုက်ဘူးလားနှိုးလိုက်တယ်ဆိုတော့ဥစ္စာဓဂဓမ္မတွေသေးသေးချာချာမှတ်ကြပါမနှိုးပဲသားလို့ချင်းခင်ဗျားတို့သားနဲ့ပြောရလဲအိတ်ပြောခြင်းသမီးနဲ့ပြောရလဲအိတ်ပြောခြင်းပစ္စည်းရောင်းဝယ်နဲ့ပြောတာကို ဒီအိပ်ပျော်ခြင်းတွေနဲ့ပဲဒကာဓမ္မတွေချိန်ကုန်ပြီးကာလနေကြမယ်ဆိုလို့ရှိရင်ဖြင့်မရဏရေကမျောချလိုက်တဲ့ခါကြလို့ရှိရင်ဖြင့်ခိုးခွေးရမယ်ဆွဲရကြင်ရမယ်ဖြစ်နေဗယံဗရာမမျောကြပြီဘူးလားဘယ်နယ်ကြောင့်မျောရပါလိမ့်မလဲလို့ခွန်ကြီးဒကာဓမ္မတွေခွန်ကြီးများကမေးလိုက်တဲ့အခါဖောင်းကိုပိုင်မရှိလို့ရှင်းကြဘာမရှိလို့ပါ ဒါဖြင့်ဒကာရမတို့ရေးမလာလို့ရှိရင်လည်းခွန်ကြီးကဟာငါးလုံးဖောင်တွဲကြပါဟဖြစ်ပါပြည့်တဲ့ဖောင်တွဲကြပါဟလို့တိုက်တွန်းစရာလိုသေးလားအခုတော့သေသေးချာချာလာမှလဲဧကံတိတကယ်တိဒကာရမတွေလည်းအခုပြောလိုက်တော့တိခွန်ကြီးများကလည်းသိတော့ဒကာရမတို့ကိုယ်ပိုင်ဖောင်လုပ်ကြစမ်းပါသဘောကျလားဘာလုပ်ကြရောင်းဝယ်ခြင်းဒီပါနဲ့တူကြုံအိပ်ပျော်ခြင်းနဲ့တူ သာယသမီးလိုက်စားခြင်းသည်အိပ်ပျော်ခြင်းနဲ့တူတယ်ဆိုလို့ရှိရင်ဖြင့်ဒါဖောင်လို့လုတ်ဖြစ်သေးရဲ့ဖောင်လို့မလုတ်ဖြစ်တော့ဘူးဆိုလို့ရှိရင်ဖြင့်ဘုန်းကြီးတရားဓမ္မတွေမှာကုကျုံနေရတော့မယ်လူပြင်လာပြီးဒီကာလအပဲလေးပါးကတက်လာတဲ့ပုံကိုယ်တွေများပါတယ်ဒီကနေပြီးအပဲလေးပါးပဲမရဏရေမျောလိုက်တယ်ပြန်ရောက်အောင်မယ်ဆိုတော့တရားဓမ္မတို့အမြတ်များထွက်သေးလားလို့မေးလိုက်ပါတယ်ကျွတ်ပါပါဘုရားအမှန်တန်ကြောက်စရာမကောင်းဘူးလား အဲဒါကြောင့်ယခုအချိန်လေးမှာဆရာဘုန်းကြီးကတိုက်တွန်းတယ်။တရားသမီးစီဝိုင်းနဲ့ပြောမွေးပြီးဒီကလာမနေလိုက်ပါနဲ့။ကိုယ်တရားမရေကရင်ကောင်းလောက်ရောက်နေတဲ့ပုဂ္ဂိုလ်လည်းမနေရပါဘူး။မဲကြီးလောက်ရောက်နေတဲ့ပုဂ္ဂိုလ်ကဒီထက်မပါဘူးလို့ဆွနိုင်ကြပါ။ဆွနိုင်ပါဘူးဗျာ။အဲဒီဝင်လို့ရှိရင်ဒကာရမတို့သေဘောဝင်ရမယ်ဆိုတာကညှင်းဆန်းနေဖို့လိုသေးလား။ အဲ့ဓာရီဧကံတိတကယ်တိဖြစ်ပြီးကာလနေသောကြောင့်ဘုရားကတံဗုဒ္ဓဝတုတမတ်တံဗျာသတ္တမာနသန္နရံဗုဒ္ဓံကမမဟောဘောကမစ္စုအာရယကိစ္စတိလို့ဓမ္မဗုဒ္ဓပါဠိတော်ကြီးများမှာသေသေးချာချာပြောဟောထားတယ်နော်အတိဘေကတော့ဘုခုံးကြီးရှင်းမိသားပါပဲဒကာဓမ္မတွေသာယသမီးရေးစီပွားရင်လည်းအိပ်ပြီးမနေပါနဲ့ငါးလုံးပေါင်းဖြစ်ဖြစ်အရတွဲပါ ကိုစည်းဖို့ကိုခိုးဖို့ကိုတက်တာဖို့ဆိုလို့ရှိရင်မလုပ်ထိုက်ကြဘူးလားရှင်းလုံးပေါင်းပြအောင်လုပ်နိုင်မယ်ဆိုရင်လည်းဘုံဘုံမကောင်းကြဘူးလားအဲ့ဒါကြောင့်တရားဓမ္မတို့ရေမလာရင်ဘုန်းကြီးပြောဖို့လူသေးလားရေလာဗလားမလာဘူးအသေးသေးကဆံရဆံရနှစ်တန်တော့နှစ်ကုန်ပြီဆိုရင်တော့ဒါတောင်မှတရားဓမ္မတွေခိုးခွေရဖြစ်တဲ့၅လုံးပေါင်းခိုးခွေရဖြစ်တဲ့၈လုံးပေါင်းကိုမလုပ်ကြသေးဘူးဆိုလို့ရှိဖြင့် မေလွန်းလာတယ်အိတ်လွန်းလာတယ်လို့ဆိုရိုက်မဆိုရိုက်အဲဒါကြောင့်မေလည်းမမေ့ကြပါနဲ့အိတ်လည်းမနေကြပါနဲ့လောဘဒေါသမောဟရိဟုသောအိပ်ပျော်ခြင်းနဲ့လေအိပ်ပျော်မနေကြပါနဲ့တရားဓမ္မတို့အပယ်လေးပါးရိသောငါလိမကန်တို့အစာရိအကံတကယ်ဖြစ်ရမှာဖြစ်လေသောကြောင့်ဒီဖောင်းနှစ်ခုကိုဖြင့်ရှင်မြောက်ရှင်ပါဆိုတာရှေးဘင်းကတိုက်တွန်းပါတယ်ဒါရင်ဒီနေ့ဗာတရားဟောမယ်ဆိုတာကိုရိပ်မိကြပါဘူးလား ငါးလုံးခေါင်ရအောင်ဆင်ဆင်နိုင်တဲ့ပုဂ္ဂိုလ်တွေဆင်ရနော်ရှစ်လုံးခေါင်ရအောင်ဆင်နိုင်တဲ့ပုဂ္ဂိုလ်လည်းပုံမိုးကောင်းတယ်လို့ဆရာဘုန်းကြီးကမဟုတ်ဘူးလားအဲဒါကြောင့်ဒကာဓမ္မတို့ခမည်းတော်ကြီးသားလေးတွေကတော့ဖြင့်စီးလို့မရတဲ့ပြင်သူတို့ကြောင့်ပဲမြုပ်တဲ့ထဲမသွားရပဲဘူးလားစိန်လေးတွေရွှေလေးတွေမြားလေးတွေရှိတာကလည်းသူတို့ကြောင့်ပဲမြုပ်ရအောင်ပဲဆိုတော့မသေးကြဘူးလား ဒိုက်ဒေတာတွေကားတွေဆွဲလန်းသွေသောမယ်ဆိုလို့ရှိရင်လေသူတို့ကြောင့်ပဲရေမရဏရေကလည်းမျောသူတို့ကြောင့်သူတို့ထုတ်လေးတာနဲ့လည်းမြို့ဝလေဥမယ်ဆိုတာကလည်းမသေးကြလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဒကာရမတွေပါတဲ့ဒါရေသမီးရှိပွားရေဒီဥသောအိပ်ပျော်ခြင်းနဲ့မနေကြဘဲနဲ့ဖောင်းရှင်တဲ့အလုပ်ငါးလုံးဖောင်းလုံးနိုင်လုပ်ပါရှစ်လုံးဖောင်းလုံးနိုင်လုပ်ကြပါဆိုတဲ့ဥစ္စာကိုကို့အသေး အသေးဆိုးကိုကြောက်လို့ရှင်းဖြင့်ဆံပေါင်းနှမျိုးကိုဖြင့်ဥက္ကမောင်လုတ်ပြအောင်လုတ်ပါလို့သတိပေးလိုက်တယ်။သဘောပါကြ။ဝိပဿနာမက်ကပါတဲ့ငါလုံးဖောင်းလောကုတ္တရာမက်ကဝိပဿနာမက်ကအေးလောကုတ္တရာမက်ကအဲ့ဒါကြောင့်ဘုရားခင်ကိုရမေကြီးကလည်းဟောရှာဘွာတဲ့နိဗ္ဗာန်ဆိုတဲ့ဥစ္စာဒီကားလို့ရှင်ဖြင့်ပဂရိသော လေရရင်နဲ့လေရင်နဲ့သွားလို့မရဘူးမော်တော်ရင်နဲ့သွားလို့မရဘူးကွာလေရင်နဲ့သွားလို့မရဘူးကွာမဲခင်7ပါးဤဟူသောဖောင်းမဲခင်9ပါးဤဟူသောဖောင်းမင်းကျေးဥစွာရှင်းပြဒီကရမဲခင်7ပါးပြအောင်ဖောင်းမို့ကျိုးစွာလှုပ်လိုက်ရလို့ရှင်းပဲဒကာဓမ္မတို့ကိုဖောင်းနဲ့ကိုသွားရမှာရှင်းမလားသူများဖောင်းခိုးစည်းလို့ရပါမရပါဘူးဒါရင်ဘယ်လိုလုပ်ကြကိုဖောင်းကိုရှင်းရမယ်တွဲရမယ်ဆိုတာဒကာဓမ္မတို့ ေပိုင်းကသေချာသတိပေးနေတယ်သဘောပါကြအဲ့ဒါဒီထဲမှာအခုမှတရားနာတဲ့ပုဂ္ဂိုလ်လေးရှိလိမ့်မယ်နာဝိဒပုဂ္ဂိုလ်တွေကတော့များတယ်ကိုယ်ပိုင်ဖြင့်မရှိရှိအောင်လုပ်ပါဆိုတာကိုဖြင့်လင်းနဲ့ဆိုပဲဆရာဘုန်းကြီးကတိုက်တွန်းပါတယ်ဆိုတာသဘောကျကြဒါဖြင့်ဓမ္မတို့ရှင်းပါရှင်းပါဆိုမှလည်းကိုယ်ပိုင်ညာနဲ့ရှင်းလို့မဖြစ်ဘူး ဆရာဘုန်းကြီးကရှင်နိပင်နည်းကိုပြောမှသာလင်လေတက္ကသတ္တဥက္ကမောင်တို့နားလည်မနော်နမယနားလည်ပါခိုင်းဒါဖြင့်မနေ့ကမနေ့ကကြာမင်းကြီးကမေးတော့ဒနာမနာဒိဋ္ဌိဆိုတဲ့ပပင်ဆရာတရားတွေချုပ်ရချုပ်ကြောင်းအကျင့်ကောင်းမရှိဘူးလားခရာလို့မမေးလားရှိတယ်ကွာဗျာရဆိုပြီးဘုရားသခင်ကိုရမကြီးကဝေဒနာနုပဒနာရှုလို့မဟုတ်ဘူးလားဟုတ်ပါဘူး ဘောပါကြဘာရှုရဝေဒနာနုပါဒနာရှုရမယ်ဆိုတာဒကာရမတွေသေချာမှတ်ပါနော်ဒါကတရားနဲ့ပတ်သက်လို့ဟောတာတရားနဲ့ပတ်သက်လို့စိတ်ဓာတ်နုပါဒနာမဟောနိုင်ဘူးတရားကဝေဒနာနုပါဒနာရှုပါလို့ဘုရားခင်ကိုရမေကြီးကတရားဟောလို့ဒီနေ့ဝေဒနာနုပါဒနာရှင်းအောင်ပြမယ်လို့ဆိုတဲ့ဥစ္စာဒကာရမတွေမှတ်ပါငါးလုံးဖောင်လည်းဖြစ်ပါလိမ့်မယ်ရှင်းလုံးဖောင်ကြအောင်လည်းယနေ့ ခမရတို့ရှင်နီးပွားနေနေကွာအသေးချာသိရပါလိမ့်မယ်ခိုးခိုးရရှိအားထားရဖြစ်ကဖြင့်တကယ်စတို့ခမောင်တို့မောင်ကိုတို့သေချာတွေ့တော်မယ်ဆိုတော့မှတ်ကြပါနော်တသံနေရာလုံးဒီကရမတို့ဒီဖောင်းနေကိုကိုယ်ခိုင်မရခဲ့တဲ့ဆက်မြုပ်မြုပ်သမားနဲ့မျောသမားကြီးဖြစ်ခဲ့ရတယ်ဆိုတော့မောင်ကိုတို့ညှင်းဖို့လိုသေးလားဘယ်နဲ့ကြောင့်မြုပ်သမားမျောသမားကြီးအဖန်ဖန်ဖြစ်နေရပါလိမ့်မလဲလို့ အမေးထုတ်တော့မှာဩဖုံးကိုယ်ပိုင်တခါမှမလုတ်ခဲ့တဲ့အိဗယ်ပဲမဆိုးနိုင်ရဘူးလားအဲဒါကြောင့်ဖုံးကိုယ်ပိုင်မလုတ်ခဲ့လို့ရှိရင်ဒီဓမ္မတို့မြုပ်သမားမျောသမားပဲဖြစ်ရတော့မယ်မဖြစ်ရဘူးမျောပါများတော့ဘာဖြစ်မယ်ထင် မျောပါများရင်မြုပ်မှာဆိုရင်တဲ့အတွက်ဓမ္မတို့အသက်ကြီးတဲ့ပုဂ္ဂိုလ်မြင်မှန်းရှင်းပါအသက်ငယ်တဲ့ပုဂ္ဂိုလ်လေအစ္ဆေဝသူဝေဝယနေ့လားနေ့ပြန်လားမသိတဲ့အတွက်မြန်မြန်ရှင်းပါမတိုက်တွန်းလိုက်ဘူးလား အသက်ကြီးတဲ့ပုဂ္ဂိုလ်လည်းသေကံနီးလို့ဖောင်းခြင်းပါလို့တိုက်တွန်းလိုက်အသက်ငယ်တဲ့ပုဂ္ဂိုလ်လည်းယနေ့လားနေ့ပြန်လားလို့ခန္ဓာကိုယ်ကမပိုင်တာကြီးရထားတဲ့အတွက်ငယ်တဲ့ပုဂ္ဂိုလ်လည်းမြန်မြန်ဆင်းရမှာပဲရှင်းမလားငယ်တဲ့ပုဂ္ဂိုလ်ရောကြီးတဲ့ပုဂ္ဂိုလ်မြန်မြန်ဆင်းရမှာပဲခင်ဗျားတို့အိတ်ချင်းတော့လျှော့လိုက်စမ်းပါဆိုတာကိုဖြင့်တိုက်တွန်းပါတယ်အိတ်ချင်းဆိုတာဘာပါလိမ့်မလို့မေးတဲ့လောဘဒေါသမောဟတို့အလုပ်တွေလိုက်စားနေတာဘာပါလိမ့် အဲ့ဒါဒီမဲ့ရလို့တည်းပုံလာရအဲဒါကြောင့်ဒကာဓမ္မတို့တရားရှိနေတာမဟုတ်ပါဘူးခမည်းတို့သတိပေးနေတာလို့မှတ်လိုက်သမ်းပါဘာပြောနေတော့သတိပေးနေတာခင်ဗျားတို့ကတော့ဖြင့်လူပြင်းအလုစားရည်သာသမိတော်ဝန်ထမ်းရည်ဟာမဟုတ်ပါဘူးဒီဥစ္စာကိုတည်တော်ထားလို့ကိုထမ်းညာလို့ထမ်းတဲ့ပြည့်စုံပါကိုအေးကိုသိပါဆိုတာတိုက်တွန်းတတ်ဘူးလား ဒါကြောင့်ကိုယ်ရေးကဖြင့်မမြုပ်မမျောတဲ့အရေးကိုကိုယ်လိုက်နာရလိမ့်မယ်ဆိုတာကသဘောပါကြ